သူကငေါ့ကိုကဲစရာမလိုသူ့ကိုဘာအကျွေးမှလည်းမတင်ချင်စဉ်းစားနေရင်ဝလင်းရဲ့မြခုံတစ်ခုချားမှရှီအောင်တဲ့ဖျားချဲ့ငါလုံးကရုတ်တရက်ပေါ်လာပြီးအလီမြန်နဲ့လည်းပတ်နေပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုံးချင်ပါတယ်ရှီအောင်တဲ့ဖျားဆွေရဲ့အမြောက်များလည်းထွက်လာပြီးသူ့ရဲ့ဘယ်ဘက်မျက်လုံးထဲကအပြောင်းထိုင်းထဲကိုဝင်သွားပါတယ်ရှီအောင်တဲ့ဖျားဆွေကသူ့ရဲ့မျက်လုံးထဲကိုဝင်သွားတဲ့အပြောင်းအလင်းနေရာမျက်စိကန်လောင်းကိုထိတောက်ပလာပါတယ် ကိုပိုင်ရှိအောင်နှဖျားဆွေင်းကိုအပြောင်းတိုင်းနဲ့ဖြစ်တင်းတာဝလင်းအတွက်ရဲအုံးမှာကုကြစိတ်များပါတယ်။သူ့ရဲ့ကြယ်တွေကမဖြူကွဲသွားပြီမဲ့ရှိအောင်နှဖျားရဲ့ဆွေင်းအားလုံးကိုတုံးလိုက်တာကြောင့်ပစ္စမမြောက်ကြယ်ကပြင်းဖြုတ်ပြီးအရန်အုံးမှာညှူနှံသွားပါတယ်။ဒါဝရင်ရှိအောင်နှဖျားရဲ့ကြယ်ကမကွဲသွေးပြန်လဲပြီးတော့ဖြစ်တင်းလို့ရပါတယ်။ ဒူဝါရင်လည်းအပြောင်ထိုင်ရရှီယောင်းနှဖျားရဲ့ဆွင့်ရဲ့အရင်မျိုးများကိုလိုအပ်နေပါလေ။ဝင်လင်းရဲ့မျက်လုံးကလင်းတန်းနေအားပူတော့ပါလာတဲ့အမျှရှီယောင်းနှဖျားရဲ့ဆွင့်ကပုံမူဝင်ရောက်လာပြီးစရုထောင်းမြောင်းကျေရလည်းမှိန့်ဖြုတ်သွားပါလေ။ဝင်လင်းရဲ့မျက်လုံးကနေအပြောင်လင်းနေအားပေါက်ခွထွက်လာပြီး ပဝင်းချင်းကိုဖုံးလွှမ်းသွားပါတယ်တိုက်ခိုက်နေတဲ့မူပေမိနဲ့အလုံးစုံမြင်ရှိသူကတော့ထိုထူးဆန်းတဲ့အပြောင်းအလဲကိုသတိထားမိပါတယ်သူရဲ့မျက်ခုံးတစ်ခုကြားကျယ်ရီကပုံမြဆန်စွာနဲ့လေပတ်လာပါတယ်တတိယမြောက်ကျယ်ရလည်းမိန့်ဖြုတ်သွားပြီးဒုတိယမြောက်ကျယ်ရလည်းမိန့်ဖြုတ်သွားပါတယ်နောက်ဆုံးတော့ကျန်ရှိနေတဲ့နောက်ဆုံးကျယ်ရလည်းတဖြည်းဖြည်းနဲ့မိန့်ဖြုတ်သွားပါတယ်သူကရင်ထိုးအချိန်မှာဝန်လင်းရဲ့ညာဘက်မျက်လုံးကအပြောင်းအလင်းနေရာဓာတ်တစ်ချောင်းလိုမျိုးကောင်းကင်ထဲကိုထိုးတက်သွားပါတယ်အလုံးစုံမြင်ရှိသူရဲ့ဤပညာကြောင့်ကောင်းကင်ထဲကိုမိုင်90လောက်ကျယ်ဝန်းတဲ့တိုင်တန်ရထွက်ပေါ်လာနေတာကိုသူကကြည့်လိုက်ပါတယ် ဝင်လင်းရဲ့အကြီးကိုမခံနိုင်တဲ့အတွက်တိုင်ကချက်ချင်းပဲတုန်ခါပြီးပြုတ်ကွဲသွားပါလေ ထိုအချိန်မှာပဲနင်နမိတ်မဲလီဟာနယ်ထဲမှာအလင်းတန်းနေရာပေါ်လာပါတယ်အလင်းတန်းနေရာအရန်ဥမမြင်ပြီးကွဲသွားတဲ့ကောင်းကြီးရနေနဆိုးဝဉ္ညင်မြေထဲကိုဝင်လာကြပါတယ်ရှေဆုံကနေဥဆောင်လာတဲ့လူကကောင်းကြီးဝဉ္ညင်စွန်းအင်းနေနဲ့ပြင်းနေနေတယ်ကောင်းကြီးအရှင်တယောက်ပါသူ့နောက်မှာလည်းဒီကိုတိုက်ခိုက်ပြီးတော့ရောက်လာတဲ့ကောင်းကြီးအရှင်အများကြီးနဲ့မဟာမိတ်ကြီးညံ့သူအများအများရောက်လာပြီးပဝင်းချင်းကိုဝင်းရထားကြပါတယ်ကြီးညံ့မှုမဟာမိတ်အတွက်နဖျားလီပါကိုင်းအလုံးစုံမရှိသူဒါမှမဟုတ်ရှီအောင်နဆိုးတာကြဖြစ်ဖြစ်အလုံးကရန်သူတွေကြီးပါပဲ ထိုကောင်းကင်အရှင်နေရနာကိုချင်းလင်းရပြန်နူးထလာတာကိုမလူလားကြပါဘူးရှေးအောင်နဆိုးကခနာကိုတိမ့်ပိတ်ထားမှ ਉਹ ပဲပူပြီးတော့နှစ်တက်ကြပါတယ်ဒိုးရရင်ရှေးအောင်နဆိုးကလည်းသူတို့ကတိုက်ရမယ့်လူပါပဲချင်းလင်းရဲ့ဂုံထရင်ကကြံရှိနေတဲ့ကောင်းကင်အရှင်တွေကိုတုံလို့စီလောက်ပါတယ်ရှေးစုံကဥဆောင်လာတဲ့ကောင်းကင်အရှင်တော့ချင်းလင်းရှိမှအရင်ဦးမှလီစားခေရတာပါ ုံကံမှုအတွေ့အကြံမှမရှိရဲပါဘူး။သူတို့ရင်ကောင်းကင်အရှင်ကြီးအားကြီးညက်မှုမဟာမိတ်ကြောင့်နှစ်ပေါင်းများစွာကိုကွက်ခံရပြီးသူတို့ရထားတာတွေကိုဆွန့်လွတ်ပြီးအတိတ်ကိုပြန်သွားဖို့အတွက်ဘသူကမှမလူလားကြပါဘူး။ထို့ကြောင့်ချင်းလင်းရပြန်နိုးထလာတာကိုသူတို့ကမလူလားကြပါဘူး။ရှီအောင်နှစ်ဆူဝါတရားပါလိမ့်မယ်။တပ်ဖွဲ့ဖွဲ့စည်းပုံ နဆိုးဝင်းညင်းနေမိထဲကိုဝင်လာတဲ့အရင်ကကောင်းကင်အရှင်ကအဖေးလိုက်ပါတယ်မဟာမိတ်ကြီးညံ့သူတွေကလည်းအမြန်အဆန်နဲ့လက်တစိမ့်တွေကိုဖွဲလိုက်ကြပါတယ်ကောင်းကင်မှာမူလဆွေရင်းတွေကပြင်းထန်လာတဲ့အမျှတောက်ပါတဲ့ဓာကြီးကိုချောင်းကပေါ်လာပါတယ်ထိုဓာကြီးကိုချောင်းကလေထဲမှာပြန်ဝင်နေပြီး90ကီလိုမီတာအကွာအဝေးကိုဝင်းရနေပါတယ်တောက်တန့်စဉ် ဟာမိတ်ကျင်းတို့အရေးအတွက်မီးမတွန်းနိုင်အောင်အဟိလိုက်ကြတော့ဇဂလုံးနေရာမူဂျူပစ်တန်ကိုပစ်တင်ထပ်သွားပါလေတပ်ဖွဲ့ဖွဲ့စည်းပုံကလည်းအတက်ဝင်လာပြီးထိုးချိန်မှာ90ကီလိုမီတာအကွာဝေးရဓာအလင်းနေနဲ့ဖုံးလွှမ်းသွားပါလေကောင်းကင်အရှင်အများပြားကလည်းအောက်ကိုဆင်းသွားပြီးအောက်ကလူတွေနဲ့တိုက်ခိုက်ကြပါလေသူတို့အများစုကရှေးအောင်နှဆုံနဲ့အဖိုးကြီးရှိနေတဲ့မင်းနဲ့နေတဲ့မြို့ခိုးကိုပစ်မှတ်ထားကြပါလေနောက်တစ်ဖွဲ့ကတော့အလုံးစုံမရှိသူကိုဓာရိုက်တိုက်ခိုက်ပါလေချစ်ချင်းပဲအရာအလုံးကရှုပ်ထွေးသွားပါလေဒူဝါရင်ရှုပ်ထွေးနေတော့ဝလင်းရဲ့ဘယ်ဘက်မျိုးလုံးကနေတောင်မောက်ဖွဲ့ကအပြောင်းအလင်းနေရာထွက်လာပါလေအလုံးစုံမ င်ရှိသူဟာဖန်တီးထားတဲ့တိုင်ကပြုတ်ကွဲစားပြုတ်လာပြီးအပြောင်လင်းကထူပေါက်ဝင်ရောက်သွားပါလေ။အပြောင်လင်းတန်းကဖုတ်ထင်းဝင်ရောက်သွားတဲ့တိုင်ကအပိုင်းစားတဲ့အဖြစ်ပြုတ်ကွဲဖြစ်သွားပါလေ။ဖုန်နေအထူကြီးကလည်းထားလာပြီးတိုင်ပေါ်ကလူတိုင်းကပြန်ကျဲသွားပါလေ။ဝင်လင်းကလီတွေကိုခုန်တက်ပြီးအလုံးစုံမြင်ရှိသူကိုတိုက်ခိုက်ပါလေ။ကျင်းကျက်မှုမဟာမိတ်ကရုတ်တရက်ပေါ်လာတဲ့ဝင်လင်းရဲ့ဤပညာကြောင့်အလုံးစုံမြင်ရှိသူဟာသတိထားမိသွားပါလေ။သူ့ရဲ့မျက်နှာကအရန်အုံးမှမှောင်မိုက်သွားပြီးသူ့ရဲ့လန်သုံးကွားနဲ့မူပင်းမေးကိုတွန်းထုတ်လိုက်ပါလေ။မင်းကတိတ်ချင်နေရဆိုရင်မင်းရဲ့စာနာကိုဖြည့်ဆည်းပေးမယ်။ ူကအော်ဟစ်လိုက်ပါတယ်မူပင်းမီယာခဏတာတူရီသွားပြီမဲ့ဝင်လင်းရဲ့အေးဆက်တဲ့အတန်ကပြင့်တင်ထလာပါတယ်ငါမင်းရဲ့အကူအညီကိုမလိုအပ်ဘူးအရင်ကစိတ်လို့အတွက်ငါမင်းကိုအစာပေါင်းများစွာပြန်ပြီးတော့ပေးဆက်မယ်ငါရဲ့အတောကိတာအတွက်လည်းအစာပေါင်းများစွာပြန်ပြီးတော့ပေးဆက်မယ်မူပင်းမီရဲ့မျက်နှာချစ်ချင်းပဲဖြူဖြော့သွားပြီးတိတ်တိတ်ဆိတ်နဲ့နောက်ဆုပ်သွားပါတယ်သူ့နှက်ခမ်းအောက်ကိုသူကသူ့ထွက်တဲ့အထိကြိုက်ထားပါတယ်သူမဝလင်းကိုစိုက်ကြည့်ပြီးငါသူ့ကိုတွေးကျင်တယ် ထို့သူပြောလိုက်တဲ့အခါသူ့ရဲ့အတံမှာဝန်ထဲမှုတွေကပေါဝင်နေပါတယ်ထိုအရာသူ့ရဲ့နှလုံးသားထဲကအပြင်းထန်ဆုံးသောစာနာပါနှစ်ပေါင်းများစွာသူမရဲ့စိတ်ထဲမှာပဲ့တင်ထက်နေပြီးအခုထိရှုပ်ခွေးနေတုန်းမှာပဲထို့သူကဘယ်သူလဲဆိုတာဘယ်သူကမှမသိနိုင်နားမလည်နိုင်ပါဘူးဒုဝရင်ဝန်လင်းရဲ့ခန္ဓာကိုယ်ကတုံ့လုသွားပါတယ်သူကဘယ်လိုလုပ်ပြီးတော့မသိပဲနေမှာလဲထို့သူကတော့ဝန်ပေးမှာပဲဝန်ပင်းတောင်းပြောလိုက်တာကြောင့်ဝန်လင်းရဲ့နှလုံးသားအရင်ဟောမှနာကျင်သွားပါတယ်ကိုယ်တိုင်မကြုံတွေ့ရရင်နားလည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးမင်းရောမထိုက်တန်ဘူး ဝန်လင်းရဲ့နှလုံးသားဆူးနေသွားပြီးအလုံးစုံမရှိသူ့ကိုတိုက်ခိုက်လိုက်ပါတယ်။မူပင်းမိရလည်းဝန်းနေစွာနဲ့ပြုံးလိုက်ပါတယ်။ တခုခုကိုပြောခြင်းပေမဲ့စကားတစ်လုံးမှထွက်မလာခဲ့ပါဘူးကျင့်ချက်မှုမဟာမေးကကောင်းကင်အရှင်တွေကနီးကပ်လာတော့မူပင်းမေးကသူတို့ကိုအစ်ဆက်တဲ့အကြည့်နဲ့ကြိလိုက်ပါတယ်သူ့ရဲ့နှလုံးသားတွေကရှုပ်ထွေးတဲ့ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့ဒေါသကိုကောင်းကင်အရှင်တွေပေါ်မှာပုံချလိုက်ပါတယ်သူ့ရဲ့လက်ထဲကဒတုံနဲ့ကောင်းကင်အရှင်တွေကိုတိုက်ခိုက်ပါတယ်မူပင်းမေးကိုခနှထားလိုက်ပြီးဝယ်လင်းကအလုံးစုံမြရှိသူစီကိုပြေးဝင်သွားပါတယ်သူ့ရဲ့ဘယ်ဘက်မျက်လုံးကအပြာရောလင်းတန်းကဘာကြီးကိုလင်းလက်စေတဲ့နေတလုံးလို့ပါပဲဝယ်လင်းရဲ့ကိုကနေဖော်ပြလို့မရနိုင်တဲ့အရှင်ကတမျိုးကထွက်လာပါတယ်လန့်သုံးခေါက်ကိုကင်နာတဲ့အလုံးစုံမြရှိသူက ကြောင်းမှုကိုခန်းစားလိုက်ရပါတယ်အပြောင်းအလင်းထဲမှာသူမမြင်နိုင်တဲ့ဒီပညာတစ်ခုကပေါဝင်နေပါတယ်ဒါအလုံးစုံမြင်ရှိသူငါတို့ရဲ့တိုက်ပွဲကပြီးဆုံးပြီ ဝင်လင်းကအဟိလိုက်တဲ့အချိန်မှာသူ့ရဲ့ညာဘက်မျက်လုံးကနေအပြောင်အလင်းနေရထွက်လာပြီးအပြောင်ဒိုင်းကပေါ်လာပါတယ်အပြောင်ဒိုင်းကတခါတည်းနှချမ်းကွဲသွားပြီမဲ့ယခုချိန်မှာတော့ပြန်လဲပေါင်းစည်းသွားပါတယ်ပြီးတော့မထင်မှတ်ထားပဲအလင်းဆက်တွေအဖြစ်ပြိုကွဲပြီးပဝင်းချင်းကိုဝင်းရသွားပါတယ်ထိုချိန်မှာအလုံးစုံမရှိသူ့ရဲ့နှလုံးသားတွန်းလို့သွားပြီးမသိနိုင်တဲ့အနေရတစ်ခုကိုခံစားလိုက်ရပါတယ်ထိုကဲ့သို့အနေရမျိုးကသူ့အတွက်အလုံးမရှားပါပြီမဲ့အရင်ဦးမှ ပြင်းထန်လို့လို့သူကလေးလေးကိုအသက်ရှူမှာပဲဖြစ်သွားပါတယ်သူ့ရဲ့မျက်ခုံးတစ်ခုကြားကိုဘေဘက်လက်နဲ့ရဲစက် ်ဆွဲချလိုက်ပါလေသူရဲ့မြခုံးကြားဒုရီယာတစိမ့်ကိုသူကထွက်ဝက်လောက်ဆွဲဖွင့်လိုက်ပါလေဆွဲဖွင့်လို့မပြီးခင်မှာပဲကောင်းကြီးကနေလက်ကြီးတစ်ဖက်ကဆင်းသက်လာပါလေလက်ကြီးရဲ့အမြန်နှုံကမြုံနေစရာပါပဲလက်ကြီးကလက်တီးဆုပ်ပြီးအလုံးစုံမရှိသူရဲ့ကိုပိုထိုးချလိုက်ပါလေမူကျွပစ်တန်နေရဇရိုက်ကိုထွက်လာပြီးမြေကြီးကလည်းပြင်းထန်စွာနဲ့တွန်လှုပ်သွားပါလေလက်ကြီးပြီးတဲ့နောက်လက်တီးကြီးနှစ်ဖက်ကမြေပြင်ပေါ်ဒုံဆုပ်ပြီးတော့ကြောက်လာပါလေတစ်ချိန်တည်းမှာပဲနဆိုးဝင်းညင်နေမြေပေါ်ကလီဟာနေမှာမြုံနေစရာပြောင်းလဲမှုတစ်ခုကဖြစ်တည်လာပါလေကောင်းကြီးမှာမူကျွပစ်တန်နေနဲ့အတူကြီးမားတဲ့ဝေကဲတစ်ခုကပေါ်လာပြီးအမြင်မဲ့လေ ပတ်နေပါတယ်ထိုဝဲကရက်ကရန်အုံးမှကြီးမားပြီးနန်မိမ့်မဲ့ပါပဲထိုနေရာဂျူရီအလုံးကဝဲကရက်ထဲမှာပတ်ဝင်သွားပါတယ်ပုံရိပ်အမျိုးမျိုးကပါပေါ်လာပါတယ်ခန်းထားတဲ့အဆောက်အဦတွေအများကြီးရလည်းရှိပါတယ်ထိုအဆောက်အဦတွေကရွှေရှင်းပေမဲ့ရှေးအောင်ပုံစံတွေပါပဲထိုရာသွေးနီအောင်မြင်းနဲ့နန်မိမ့်မဲ့အဆောက်အဦတွေထဲမှာပဲရှိနေတဲ့အရာတစ်ခုပါကဘာကြီးကိုထိုအဆောက်အဦတွေကထောက်ပံ့ပေးနေလို့ကဘာကြီးကတည်ရှိနေတယ်လို့ပဲထိုအချိန်မှာကောင်းကြီးကနေခြေတော်ကြီးတစ်ဖက်ကဆင်းသက်လာပြီးမြေပြင်ပေါ်ကိုနင်းချလိုက်ပါတယ်ခြေတော်ကကြောက်လာတဲ့အချိန်မှာမြေကြီးကကွဲရသွားပြီးမိုးကြိုးပစ်တဲ့နေရာထွက်လာပါတယ်ခြေတော်က ကအဆောက်အဦးတစ်ခုပေါ်ကိုနိမိပြီးအဆောက်အဦးကချက်ချင်းပဲအပြည့်စည်တွေဖြစ်သွားပါတယ်တစ်ချိန်တည်းမှာပဲကဘာတီးကိုတွန်းလို့သွားစီနိုင်တဲ့ရှီယောင်းအော်တန်တို့ကကောင်းကင်တစ်ခွင်လုံးမှာပဲ့တင်ထပ်သွားပါတယ်ဝဲကရဲ့ထဲကအစစ်မှန်ပုံအေးတွေထဲမှာထိုခြေတော်ရဲ့ပိုင်ရှင်ကကြီးမားတဲ့အရာမလူသားတို့ဦးပါထိုရာတော့ရှီယောင်းနှဖျားတစ်ပါးပါကျယ်ရှိပွင့်ရှီယောင်းနှဖျားပါတဘာတဲ့ဆိုရင်တော့အရန်အောင်စရာမကောင်းမိမယ်ထိုကျဲရှိပွင့်ရှီအောင်နှဖျားရဲ့ဘိနာမှာအရွယ်စားတူအီယာမလူသားတရာနီပါးရှိနေပါတယ်ထိုအီယာမလူသားတရာနီပါးလုံးကကျဲရှိပွင့်ရှီအောင်နှဖျားတွေကြီးပါပဲပို့ပြီးရ ြောဝီတဲ့နေရာမှာအရွယ်စားပို့ပြီးတော့ကြီးမာတဲ့ပုံရိပ်တစ်ခုကရှိနေပါတယ်ကျေရှိပွင့်ရှီအောင်နှဖျားတွေဟာထုပုံရိပ်နဲ့ရှင်လို့မရပါဘူးစင်နဲ့ပျော်စိတ်လိုပဲဒါတော့မှထုပုံရိပ်ရဲ့အရွယ်စားကိုမဖော်ပြနိုင်သေးပါဘူးပို့ပြီးတော့ဝီတဲ့နေရာမှာနဆိုးဆွင်းနေရာပြင်ထက်စွာနဲ့ထွပေါ်နေပြီးရှီအောင်နဆိုးတွေဟာပေါ်လာပါတယ်နင်းမိမ့်မဲ့နဆိုးဆွင်းနေရာကဘာတခွင်လုံးကိုလွှမ်းမှုသွားပြီးသူတို့ရဲ့အဟိတန်နေရာပိတ်တင်ထက်သွားပါတယ်အခြားတစ်ဖက်မှာတော့ကောင်းကင်ကိုတုံလုံးစေတဲ့နဆိုးဆွင်းတွေနဲ့အတူရှီအောင်နဆိုးတွေဟာယူတုတဲ့သွေးဆမှုတွေနဲ့အပြင်းနဲ့ရှေးကိုတခုံတိုးချီတက်လာကြပါတယ် ထိုးရာရှေးအောင်မြို့နယ်စုကြီး၃ခုကြားကြီးမားတဲ့တိုက်ပွဲတစ်ခုပါမိပင်ပေါ်မှာတော့ခြိဆွင်ချင်းညံ့သူကိုမေးမတွန်းနိုင်အောင်ရှိပေမဲ့သူတို့ကယနေ့ခေတ်ချင်းညံ့သူတွေထက်အစာပေါင်းများစွာပိုပြီးတော့ဆွန့်ထွက်ကြပါတယ် တို့ကမိသားစုလိုက်အုပ်စုဖွဲ့ထားပြီးတို့တအူးချင်းစီရဲ့မျက်ခုံးတစ်ခုချားမှာတက်တူအမျိုးမျိုးကရှိကြပါတယ်တို့ကယူတုဆွန်နဲ့စတင်တက်ဖက်လာကြပါတယ်ထိုတိုက်ပွဲကအရန်အုံးမှကြီးမားပါတယ်ကျယ်တရဲ့ဂျာဝေကဲကတိုက်ပွဲရဲ့အစွန်ဖျားလေးတစ်ခုကိုပဲပြသနေရပါနဆိုးဝင်းကြီးနေမီရလူတိုင်းကနဆိုးဝင်းကြီးမီမှာပြောက်ွက်သွားတော့ရုတ်တရက်ဒိဋ္ဌာမိလိုက်ကြပါတယ်တို့ရှိရအလုံးကပြောက်ွက်သွားပြီးတိုက်ပွဲအတွင်းကိုရောက်သွားပါတယ်ပဝင်းချင်းရမြေခွင်းကစမုတ်ဖွဲ့ရကောင်းလောင်းကိုလက်တွေ့ကြနေပါတယ်ဒူဝရရင်ထိုးရအောင်အစစ်မှန်လို့ယုံကြည်တဲ့သူတွေကမရှိပါဘူးအလုံးကပုံအေးတွေပဲ ယ်လို့ပဲထင်ကြပါတယ်အန်းတင့်သွားပြီမဲ့မဟာမိတ်ဖေးကကောင်းကင်အရှင်တယောက်ကထိုးရောက်နှောင်ပြောင်တဲ့အကြည့်နဲ့ကြီးနေပါတယ်ရုတ်တရက်သူ့ရဲ့အပေါ်အရေးတစ်ခုကကြောက်လာပြီးရှေးအောင်နှဖျားရဲ့ခြေတော်ကြီးတစ်ဖက်ရက်ဆက်စွာနဲ့နင်းချလိုက်ပါတယ်သူကရှောင်းတိန်မှုတော့မကြိုးစားပါဘူးမျက်တောင်တစ်ခက်အတွင်းမှာပဲညာဘက်ခြေတော်ကြီးကပြင်းထန်စွာနဲ့နင်းချလိုက်ရကြောင်း မေကြီးကတုန်လှုပ်သွားပါတယ်ခြေတော်ကိုပြင်မြောက်လိုက်တဲ့အခါကောင်းကင်အရှင်ကလည်းပြောက်ွက်သွားပြီးသွေးနဲ့အသားစားတွေကပဲကျန်တော့ပါတယ်သူ့ရဲ့မူလဝိညာဉ်ကလည်းပြုတ်ကွဲသွားပါတယ်ထိုမေကွင်းကြောင့်လူတိုင်းကအသက်ရှူမှုဖြစ်သွားကြပါတယ်ထိုချိန်မှာပဲပေတတောင်းရဲ့ငှက်ကြီးတစ်ကောင်ကကြောင်မုတ်ဖွဲ့ရောက်အော်တန်ကိုပေးလိုက်ပြီးပြန်တန်းလာပါတယ်ငှက်ကြီးကပြန်တန်းသွားတဲ့အခါမိုးကျွပစ်တန်နေရထွက်ပေါ်လာပြီးသူ့ရဲ့တောင်မန်တွေကဓာတ်လိုပဲထက်ရှားပါတယ်စစ်တောင်းဖွဲ့ထားတဲ့မဟာမိတ်ချင်းညံသူတွေကိုဖျက်ဆီးသွားတာကြောင့်ရာပေါင်းများစွာသောချင်းညံသူတွေကနှစ်ချမ်းကွဲသွားပါတယ်သွေးတွေကလည်းနေရာအနှံ့ကိုပန်းထွက်သွားပါတယ် ိမ်မက်ရှေးခိတ်အိမ်မက်ရှေးအောင်နဆူတောက်ပကောင်းကင်လင်းရောက်အဖိုးကြီးနဲ့တိုက်ခိုက်နေတဲ့ကောင်းကင်အရှင်တွေကရုတ်တရက်ရက်တန့်သွားပြီးအန်အတင်းစွာနဲ့ငေးကြီးနေကြပါတယ်ရှေးအောင်နဆူတာကြာထိုးရအလုံးအမြင်တဲ့အခါသူ့ရဲ့မျက်လုံးတွေထဲမှာကြောင်းမှုတွေကပေါ်လာပါတယ်ရှေးဦးကာလာဒါရှေးဦးကာလာတိုက်ပွဲလားအတောက်ပဆောင်ကောင်းကင်အလင်းရောက်ကြီးညက်ချင်းခိုင်ရအဖိုးကြီးရလည်းအသက်ရှူမွားဖြစ်သွားပါတယ်။ထူရာကျေရှိပွင့်ရှီအောင်နှဖျားအပြောင်းဒိုင်းထဲမှာထရှိခဲ့တဲ့အသက်ကဲ့ပစည်းပါ ကျေရှိပွင့်ရှီအောင်နှဖျားရဲ့အသက်ကဲ့နီးပညာရိုးရှင်းမှာတော့မဟုတ်ပါဘူးရှီအောင်နှဖျားရဲ့အိမ်မက်ရှီခိအိမ်မက်ပါထိုးချိန်မှာမြေကြီးကပို့ပြီးတော့ပြင်းထန်စွာတုံလုံးလာပါတယ်ရှီအောင်နှဖျားတရားနီးပါမြေပြင်မှာလမ်းလျှောက်လာပြီးလူတိုင်းစီကိုချီတက်လာပါတယ်ရှီအောင်နှဆိုးမျိုးနဲ့ဇူနဲ့ရှီအောင်မကောင်းဆိုးအမျိုးနဲ့ဇူကလည်းအော်ဟစ်လိုက်ပြီးပြေးဝင်လာကြပါတယ်လူတိုင်းရှိတဲ့နေရာတိုက်ပွဲရဲ့အလဲဘဟုမှာဖြစ်နေတဲ့ပုံရပါတယ်ရှီအောင်နှဖျားတရားရဲ့နောက်ွယ်ကမြုံနိုင်လောင်းကိုကြီးမားတဲ့ပုံရင်ကလည်းခြေတော်ကိုမြှောက်လိုက်ပါတယ် ုံနေရာမှာရှိနေတဲ့သူအားလုံးရဲ့ဥယျာဉ်ပြားတွေဟာကျဉ်ဆက်လာပြီးအမြန်ပဲပြန်ကျဲသွားကြပါတယ်။ရှီယောင်နှဆူကတော့ချင်းကပ်လာတဲ့ရှီယောင်နှဆူမျိုးနဲ့စုကိုမျိုးလုံးထဲမှာဆဲလုရှာမှုရင်းနဲ့ကြီးနေပါတယ်။အလုံးစုံမြရှိသူဟာဝေးရမှရန်နိုင်ဖို့အတွက်ရုန်းကန်နေရပြီးသူတို့ဘောကိုချောင်းဆူလိုက်ရပါတယ်။သူ့ရဲ့မျိုးလုံးထဲကတည်ငြိမ်မှုကလည်းပြောက်ကွက်သွားပြီးဘယ်လက်နဲ့ဒုတိယတစ်စိမ်းရဲ့ကျန်ရှိနေတဲ့အစိတ်ပိုင်းကိုဆွဲဖျက်လိုက်ပါတယ်။ယခုအချိန်မှာအလုံးစုံမြရှိသူရဲ့ဟိန်းသံကကဘာတဝမ်းမှာပိတ်တင်ထပ်သွားပါတယ်။အရင်အားထက်အစာပေါင်းများစွာပိုပြီးတော့အကောင်းတဲ့အချိန်မှာတစ်ခုကိုထွက်လွတ်လိုက်ပါတယ်။ထိုအချိန်မှာရန်အောင်မ ှပြင်းထန်လွန်းလို့ရှေးဦးတိုက်ပွဲကွင်ရပါပြူကြတော့မရောင်ဖြစ်သွားပါလေဝလင်းငါအတွက်ထွက်လာခဲ့ ဒူရီယာတစဲကိုဖယ်ရှားပြီးရတော့အလုံးစုံမြင်ရှိသူရဲ့ရုပ်ရည်ကအပြောင်းလဲကြီးဖြစ်သွားပါတယ်အသက်50အရွယ်တက်လက်ပိုင်းလူတယောက်ဝနဲ့အသက်30ဝန်းကျင်လူတယောက်အဖြစ်ပြောင်းလဲသွားပါတယ်သူရဲ့စပင်နေရလုံအောင်မင်းနဲ့နေပြီးအကောင်နဲ့အချိန်မောကိုထွက်လွတ်နေပါတယ်ဒူရီယာတစဲကိုဖယ်ရှားလိုက်ကြကြောင်းသူရဲ့ဒူရီယာကောင်းကင်ဘေးဒုက္ခကျင့်ကြံမှုကိုထွက်လွတ်ပေးလိုက်တာပါထိုရာတော့သူရဲ့ကန့်သက်ချက်ပါသူရဲ့တတိယကောင်းကင်ဘေးဒုက္ခကိုတော့ပေါ်ပေါ်တန်တန်ထွက်လွတ်ရတာမဟုတ်ပါဘူးဝယ်လင်ကသူ့ကိုအချိန်ချင်းအန်အသိစေခဲ့တဲ့ကျင့်ကြံသူလေးတယောက်ပါပဲမူလတရားနီးရမှာအလုံးမအကောင်နဲ့နီးပညာ ာဖြစ်နေပါပြီအလုံးစုံမရှိသူဟာထိုးရဝလင်းရဲ့အဓိကလက်နက်လို့ထင်ခဲ့တာမို့ဝလင်းကဒေါက်တာနေရာမှာပြိမိသွားတဲ့အခါထိုကဲ့သို့ဒီပညာမျိုးဟာထရှိနေဦးမယ်လို့မထင်နိုင်ခဲ့ပါဘူးဝလင်းထွက်လာစမ်း အလုံးစုံမြင်ရှိသူဟာကောင်းကင်ကိုအမျက်ထောသားနဲ့ဟိမ့်လိုက်ပါတယ်သူကရင်သူ့ရဲ့အတန်ပိတ်တင်ထက်သွားနေတဲ့ဒိန်နဲ့ထဲကဘာနေတုံခတ်တန်တစ်ခုကထွက်လာပါတယ်ငောမင်းရဲ့အရှိမရှိနေတယ်ထိုအတန်မူးကျွတ်ထက်အစာပုံးများစွာပြင်းထန်ပြီးတိုက်ပွဲကွင်းပေါ်ကအခြားတန်အားလုံးကိုအစားထိုးသွားပါတယ်ထိုအတန်လူတိုင်းရဲ့နားထဲမှာပိတ်တင်ထက်သွားပါတယ်ကျဉ်ကျက်မှုအစင်းလေးတဲ့ကျဉ်ကျက်သူအချိုးရဲ့နားတွေကနေသွေးများထွက်လာပြီးသူတို့ရဲ့ဝမ်းနည်းဖွယ်ရာအဟိတန်တွေကပိတ်တင်ထက်သွားပါတယ်အလုံးစုံမြင်ရှိသူဟာပါအံအသင့်သွားပါတယ်အတန်ကိုလိုက်ပြီးသူကခေါမိုးကြည့်လိုက်ပါတယ်သူကရင်ခေါမိုးလိုက်တာ ဲ့မျက်နှာဖြူဖြော့သွားပြီးအသက်ရှူမှုကဖြစ်သွားပါတယ်။ကျေရှိပွင့်ရှီအောင်နှဖျားတွေထက်အစာပေါင်းများစွာပိုပြီးတော့ကြီးမားတဲ့ပုံရိပ်ကအလုံးစုံမြင်ရှိသူနဲ့အခြားလူအလုံးရဲ့ရှေ့မှာပေါ်လာပါတယ်။ထုပ်ပုံရိပ်ကရံအောင်မှကြီးမားလွန်းလို့ထော်ပြဖို့နောက်မဖြစ်နိုင်ပါဘူး။အလုံးစုံမြင်ရှိသူကထုပ်ပုံရိပ်ရဲ့မျက်နှာကိုမမြင်ရပါဘူး။ခါးအထိပဲမြင်ရပါတယ်။အလုံးစုံမြင်ရှိသူကခေါင်းမလိုက်ပင်ပဲထူးဆန်းတဲ့တီတိုးတန်တစ်ခုကိုကြားလိုက်ရပါတယ်။အပေါ်ကနေတစ်ခုခုကဆင်းလာတယ်လို့ပဲဒူဝရင်အရန်အောင်မြန်လွန်းလို့လေနဲ့ပုတ်တိုက်မှုတွေဟာဖြစ်ပေါ်နေပါတယ်။ချက်ချင်းဆုစုလို့ပဲကောင်းကင်ရနေအားကောင်းတဲ့လေပင်တစ်ချက်ကဆင်း င်းသက်လာပါတယ်ထိုလီပင်ကအရန်ဥမပြင်းထန်နေပြီးမီးပင်ပေါ်ရောက်ရှိတာနဲ့မီးပင်ကကွဲရသွားပါတယ်မဟာမိတ်ဆွေရအချင်းချင်းသူတွေကထိုအားကောင်းတဲ့လီပင်ရဲ့အောက်မှာပြိုလဲသွားကြပါတယ်ကောင်းကင်အရှင်နေရပါကြောင်းမှုနဲ့ပြင်းနေပါတယ်အထူးသဖြင့်မဟာမိတ်ဖေးကကောင်းကင်အရှင်ကမပြောပြနိုင်တဲ့ထိလန့်မှုကိုဖော်ပြနေပြီးထိုပုံရိပ်ကိုမြင်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကတုံ့ဝင်နေပါတယ်သူ့ရဲ့ကျဉ်ကျက်မှုအစင်းနဲ့စိတ်ပိုင်းဆိုင်ရာအဆန်းစားနေတော့ခန္ဓာကိုယ်ကတုံ့ဝင်နေပြီးချွေးများ ရွှဲနေပါတယ်မျက်လုံးတွေကကောင်းကင်ကိုစိုက်ထိနေပြီး တခုခုကိုပြောချင်းသလိုဖြစ်နေပါတယ်။ဒူဝါရင်သူကအသေးအတန့်ရေမောလာပါတယ်။ဒူဝါရင်သူ့ရဲ့ရေတန်ထဲမှာယူသွမှုကပေါဝင်နေပါတယ်။မေုံနိုင်စရာလှုပ်ဆောင်မှုတခုခုကိုကြုံတွေ့ခဲ့ရပြီးယူသွသွားသလိုပါပဲ။သူတို့ဘက်ကိုချောက်ဆုပ်ထုတ်လိုက်ပါတယ်။ဒူဝါရင်ရဲ့အရင်ကောင်းကင်အရှင်အားတော့ယူသွနေတော့မှပဲ ကဘာပေါ်ကတနေရာကိုပျောက်ကွယ်မသွားမချင်းအဆက်မပြတ်ဆုတ်ခွာသွားပါလေထူယုတ်တည့်ရမြင်ကွင်းကလူတိုင်းကိုအန်းသိစေပါလေဒူဝါရင်ရဲ့ကောင်းကင်ကလေပင်ကပူပြီးတော့ပြင်းထန်လာတာကြောင့်တွေးဖို့အတွက်အချိန်မရှိပါဘူးတရုတ်ကကောင်းကင်ကိုမိုးကြည့်လိုက်ရဝေးရမှာမင်းနဲ့နေတဲ့အဆက်တစ်ခုကိုမြင်လိုက်ရပါတယ်မင်းနဲ့တဲ့အဆက်ကပူပြီးတော့ကြီးမားလာပါတယ်ချက်ချင်းဆိုသလိုပဲလေပင်ကပူပြီးတော့ပြင်းထန်လာတဲ့အမျှမင်းနဲ့တဲ့အဆက်ကမြုံနိုင်စရာကြီးမားတဲ့လက်တီးတစ်ခုဖြစ်နေပါတယ်မြေပင်တစ်ခုလုံးကပျောက်ကြလို့မရအောင်ဖြစ်နေပြီးထိုလက်တီးကြီးကကောင်းကင်ကိုအစားထိုးသွားပါတယ်အလုံးစုံမြင်ရှိသူရဲ့မျက်နှာကအလုံးမယုံမ တိကျီလာပါတယ်သူရဲ့အရှိန်ကအထုံးထဲကိုရောက်သွားပြီးလန်သုံးခွားကိုလေထဲကိုပစ်လိုက်ပါတယ်ပြီးတော့လက်နက်ဖမ်းနဲ့လက်ဒစိတစ်ခုကိုဖွဲလိုက်ပါတယ်ဝေယုံကလည်းဝစ်စားထဲမှာအငွေတစ်ခုလိုယူလျားနေသလိုယူလျားနေပါတယ်သူရဲ့လက်မောင်းလေးကိုဖွင့်လိုက်ပြီးကောင်းကင်ထဲကိုတက်သွားတဲ့အခါ သူရဲ့ခန္ဓာကိုယ်ကနေဒုရီယကောင်းကင်ဘေးဒုက္ခကြီးညက်မှုအစင်းရဲ့အထုံးထိပ်ရပောက်ွက်ထလာပါလေ။အီယာမလက်တီကြီးကယူသွဆွာနဲ့ဆင်းသက်လာပြီးလှန်သုံးခါနောက်နီးကပ်လာတဲ့အခါအတန်ဘုံလေးကိုဖန်တီးနေပါလေ။ကျေလောင်တဲ့ပောက်ွက်တန်နဲ့လှန်သုံးခါကနေကွဲရဲတန်များလည်းထလာပါလေ။ပြူကြတော့မဲ့အချိန်မှာအီယာမလက်ကစုပ်ကင်ပြီးလက်တီကလှန်သုံးခါကိုကင်နာပြီးဆက်ပြီးတော့ဆင်းသက်လာပါလေ။လက်တီကလုံးစုံမရှိသူနဲ့တိုက်မိသွားပါလေ။ကောင်းကင်ကိုတုံခါစီတဲ့အတန်နဲ့မြုံနိုင်စရာတိုက်ခိုက်မှုကယူသွသူလိုပြန့်နှံ့သွားပါလေ။ကလကာတစ်ခုကိုဖယ်ရှားလိုက်သူလိုပဲရှေးရောင်းတိုက်ပွဲကွင်းတစ်ခုလုံးကထိုတိုက်ခိုက် မှုအောက်မှာပြောက်ကွက်သွားပါတယ်ကဘာပုံမှန်ပြဖြစ်သွားပြီးနဆိုးဝိညာဉ်မီရဲ့အပြင်ဘက်ဝေးခဲကလည်းပြောက်ကွက်သွားပါတယ်ဂျူရီယာလည်းသူ့ရဲ့နေရာကိုပြောင်းအောင်သွားပါတယ်နဆိုးဝိညာဉ်မီကအရင်အလိုပဲဘာမှမပြောင်းလဲပါဘူးပြောင်းလဲသွားတဲ့တစ်ခုတည်းသောအရာကတော့အခုတော့ယူသွနေတဲ့လူတစ်ယောက်ကရှိနေပြီးမဟာမိတ်ချင်းညက်သူအများပြားပြောက်ကွက်သွားပါတယ်လူတိုင်းကလည်းအံ့အသင့်နေကြပါတယ်အလုံးစုံမြရှိသူရဲ့ခန္ဓာကိုယ်ထဲကနေပောက်ကွဲတတ်များထွက်လာပြီးမြေပြင်ပေါ်ပြုတ်ချသွားပါတယ်သူ့ရဲ့အတွင်းကစိတ်ပိုင်းတွေရောနှောနေတယ်သူတို့ဘုတ်ကချောင်းဆိုးထုတ်လိုက်ပါတယ်သူ့ရဲ့နောက်မှာရှေးအောင်နှဆိုးတာကြရှိနေပါတယ် ျေးဇူးတင်ပါတယ်အလုံးစုံမြင်ရှိသူရဲ့အတန်အားထောက်ကပ်နေပြီးသူတို့ဘက်ကိုထပ်ပြီးတော့ချောင်းဆိုးလိုက်ရပါတယ်ရှီအောင်နဆိုးတာကြရဲ့မျက်နှာကလည်းဖြဖြောင်းနေပါတယ်အခုချိန်မှာအလုံးစုံမြင်ရှိသူနဲ့အတူသူကခုခံခဲ့ရပါတယ်ထိုမယုံနိုင်စရာဤပညာကနေသူ့ရဲ့အတတ်ကိုကယ်တင်ဖို့အတွက်တခုလဲတော့နီးလန်းပါ ဝလင်းရဲ့ခန္ဓာကိုယ်ကအလုံးစုံမြင်ရှိသူရှေ့ကောင်းကင်ကနေပြုတ်ကျလာပါလေ။သူကမြေပြင်ပေါ်ရောက်လာနေသွေးများချောင်းဆူလာပြီးညာဘက်မျက်လုံးမှာအပြောင်အလင်းတစ်ခုပါရှိနေပါလေ။ဒူဝရင်ထိုးအပြောင်အလင်းကချက်ချင်းပဲပြတ်သွားပြီးအပြောင်ဒိုင်းရပါပြတ်ကွယ်သွားပါလေ။ဒိုင်းရလုံးဝကိုကွဲသွားပါပြီ။ဝလင်းရဲ့လက်ထဲမှာနောက်ထပ်တစ်ခုပါရှိပါလေ။ထိုးရတော့အလုံးစုံမြင်ရှိသူပဲလှန့်သွင်းခွာပါ။ ထိုးချိန်မှာဝင်လင်းမှာတိုက်ခိုက်ဖို့အတွက်ဘာအဆန်းဆာမှမကြံတော့ပါဘူးခြေတော်တွေကပါတဝင်းနေပါတယ်နှစ်ထောင်ကျော်ကျင်းကျပ်မှုကနေရရှိလာတဲ့ခိုင်မာတဲ့စိတ်ဓာတ်အတာမရှိရင်ပြိုလဲသွားတော့ပါပြီမူပေးမိရတော့ထိုးရာဒီအားလုံးကိုအန်းတင့်သွားပြီးမြင်တွေ့ရတာတွေကြောင့်တုံလုံးနေတော့မှာအတောက်ပဆုံးကောင်းရဲ့အလင်းရောက်ခိုင်းရအဖိုးကြီးရပါဝင်လင်းကို꿰ပြသောအချင်းနဲ့ကြီးနေပါတယ်မူပေးမိရဲ့ဇကားတွေကသူ့ရဲ့နားထဲမှာဖြည်းဖြည်းနဲ့ပြင့်တင်ထလာပါတယ်သူကတမန်ကျင်းကျပ်သူမဟုတ်ဘူး ပဝင်းချင်းရမဟာမိတ်ချင်းရတို့အားလုံးကလည်းဝန်လင်းကိုကြောင်းမှုနဲ့ကြီးနေကြပါတယ်အခုလေးနေဖြစ်ဖြစ်သွားတဲ့မြင်ကွင်းကိုဘသူကမှမမေ့နိုင်ကြပါဘူးလက်တွေ့ဆန်တဲ့ရှေးဦးတိုက်ပွဲကွင်းဝန်နှဲဖွဲ့ရမြင်ကွင်းနေနဲ့မြုံနိုင်စရာပုံအိကသူတို့ရဲ့စိတ်ခဲမှာမဖက်ပြောင်းနိုင်တဲ့အမှတ်အသားတစ်ခုကိုထားရခဲ့ပါတယ်ဝန်လင်းမှတိုက်ခိုက်နိုင်စွမ်းမရှိတော့ပေမဲ့ဘသူကမှရှေ့တလန်တော့မှမတွေ့ကြပါဘူးထို့အချိန်မှာသူတို့ရဲ့နှလုံးသားတွေဟာအခုလေးနေဖြစ်ဖြစ်သွားတဲ့အရာကြောင့်အစမပြတ်ဒရင်ဒီနဲ့ခုန်နေပြီးညီတက်မသွားသေးပါဘူးဝန်လင်းရဲ့ပုံအိကသူတို့ရဲ့စိတ်ထဲကမရှင်နိုင်စရာကြီးမားတဲ့ပုံအိနဲ့ ထုတ်ကြနေပါတယ်ထိုနေရာမှာရင်းနေတဲ့အခါမမြင်နိုင်တဲ့အချိန်မှာဂုံတိတ်ခတစ်ခုကိုပေးဆွမ်းနေပါတယ်အတောက်ပဆုံးကောင်းရဲ့အလင်းအောင်ခံရအဖိုးကြီးအားဝင်လင်းုံကြည့်ပြီးတပင်းုံချလိုက်ပါတယ်ရှေးကားလူကသူ့ကိုနဖျားလေးပါခံရဲ့ကြားဖြူဧကရေးကိုသတိရစေခဲ့ပါတယ်ထိုအချိန်တုန်းကကြားဖြူကမဟာမိတ်ဖဲနဲ့အတောက်ပဆုံးကောင်းရဲ့အလင်းအောင်နေပေအားအစောထဲချင်းချင်းသူအရေးအတွက်မေးမတွနိုင်အောင်တယောက်ထဲတားစီခဲ့ပါတယ်သူကတည်ဆုံးပြီးရဲ့နောက်မှာတော့ရန်သူတွေကိုအချိန်တော်ကြာအနီးကပ်ရင်အောင်လို့မလုံနိုင်ခဲ့ပါဘူး ဝင်လင်းကနဆိုးဝင်းညင်မြရာထူတိုက်ပွဲမှာနမဲချီးသွားပြီးသူ့ရဲ့ကျင့်ကြံမှုအစဉ်ကအမြင့်ဆုံးမဟုတ်ပေမဲ့ဘသူကမှသူ့ကိုပေါ်ပေါ်တန်တန်မစော်ကားရေးကြပါဘူးဝင်လင်းမင်းကတည်ရမယ်အလုံးစုံမြရှိသူဟာဝင်လင်းကိုကြည့်ပြီးငါဘက်လက်ကိုမြှောက်လိုက်ပါတယ်ဒိုးဝါနဲ့နီးပြီးညောင်းကိုမတုံးခဲ့မှာပဲကောင်းကင်ကနောက်တစ်ချိန်ပြောင်းလဲသွားပြီးလူတစ်ယောက်ကထွက်လာပါတယ် ထိုရာတော့တလက်ပိုင်အရွယ်လူတယောက်ပါဒိုးရရင်သူကမူလဝိညာဉ်နဲ့ပဲရောက်လာတာပါဂုံတိတ်ခရှိတဲ့အချိန်ဝါကိုထွက်လွတ်နေပါတယ်သူရဲ့နောက်မှာလူအမြောက်များလည်းရှိနေကြပါတယ်မိုးပြောင်းနဖျားကိုင်းလိမ့်နဲ့နဖျားကိုင်းနဲ့ကြားဖြူနဖျားကိုင်းတို့ပါလူတွေအများပြားရဲ့နောက်မှာနဖျားလီပါခိုင်းရဲ့အဖွဲဝင်တွေအရေးအတွက်မေးမတွက်နိုင်အောင်ရှိနေပါတယ်သူတို့ကရောက်လာတာကဘာတီရဲ့ဂျောင်းပြောင်းလဲစီပြီးမိုးကြိုးတွေဟာကောင်းကင်တစ်ခွင်မှာကြင်ကြင်နဲ့မရှိစေပါတယ်ထို့ကြောင့်လူတိုင်းကခေါင်းမော့ကြည့်လိုက်ကြပါတယ်ငါရှိမှငါတို့ရဲ့နောင်လာမဲ့နဖျားဧကရစ်ကိုဘသူကတက်ရတာလဲ တလပိုင်ရွယ်လူကတောင်မိုင်နေငတ်နှဖျားဤကလေးပါသူရဲ့အတန်တင်းငိနေပါတယ်ဒိုးရရင်သူရဲ့အတန်ထွက်လာရတဲ့နဆိုးဝိညာဉ်မီးရတွန့်ခေါက်သွားပါတယ်မိပင်ရလူအများပြားလည်းထိုးတောင်မခံနိုင်တော့သလိုဆုတ်ခွာသွားကြပါတယ်မိတ်ဆွေဟောင်းတွေအများကြီးအားရောင်းနေကြပြီပဲတလပိုင်ရွယ်လူကပလက်ကိုကြည့်လိုက်ပါတယ်တောင်မိုင်နေငတ်နှဖျားဤကလေး အလုံးစုံမြင့်ရှိသူရဲ့မျက်နှာမှိုင်းညွတ်သွားပါတယ်။တောင်ပိုင်းနေငတ်နှစ်ဖျားဧကရိနေရှင်ရဲ့အလုံးစုံမြင့်ရှိသူကဂျူနီယာသတ္တပါ။မဟာမိတ်ဖဲမှာလူနိုင်ငံရလွဲလို့တောင်ပိုင်းနေငတ်နှစ်ဖျားဧကရိရဲ့ယာရူးအစင်းနဲ့ကိုင်းညီတဲ့လူကမရှိသလောက်ပါပဲ။တလက်ပိုင်ရဲ့လူကခြေတလန်းနဲ့ဝင်လင်းရဲ့ရှိမှပေါ်လာပါတယ်။ဝင်လင်းကိုတေချာကြည့်ပြီးရဲ့နောက်ချီကျူးခုန်ပြူတဲ့အပြုံးတစ်ခုကိုပြသပြီးသူကခေါင်းညှိလိုက်ပါတယ်။ကောင်းတယ်ကောင်းတယ် စကားနှလုံးဝဲဖြစ်ပေမဲ့ဝန်လင်းပေါသူ့ရဲ့ကျင်နှမှုဖော်ပြဖို့အတွက်လုံလောပါလေအမှန်တကယ်တော့သူကရောင်းနေနေပါပြီဒိုးရရင်မပေါ်လာတဲ့အကြောင်းရင်းကဝန်လင်းကိုစမ်းသပ်ဖို့အတွက်အခွင့်အရေးကိုယူလိုက်တာပါအမှန်တရားတော့ဝန်လင်းကသူ့ကိုအရန်အောင်မှကျင်နှက်စေပါလေအခုတိုက်ပွဲရောက်ပြီးဆုံးတော့မယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးတင်ရှိပါတယ်